ဒီလောက်ရုပ်ရှင်နေတဲ့အရာဘာလို့ I wonder if he loves me if he loves you you would know girl alone နဲ့တက်တည်မပြနိုင်တဲ့စကားတွေဆိုရင် view နာအယုံအကြည်မရှိဘူးကိုစကားချွတ်ချွတ်လေးနဲ့ကောင်းပြီဆိုတဲ့အရာတွေကိုပြောမယ်ကိုဘလောက်ချစ်ကြောင်ပြောမယ် ဒါပေမဲ့သူတို့လုံနေတဲ့အရာတွေသူတို့ပြုမှုနေတဲ့အပြုမှုတွေကသူတို့ပြောထားတာနဲ့ကိုက်ညီမှုမရှိဘူးဆိုရင် they are lying သူတို့ကိုယ်လိမ်နေတာပဲတချို့တွေရှိကြပါတယ်ကိုယ်ကောင်းစားနေတဲ့အချိန်ကိုအမြင့်ရောက်နေတဲ့အချိန်ကိုအောင်မြင်နေတဲ့အချိန်မှာဆိုရင်ငါတို့နေ့နာမှာအမြဲရှိနေရတော့တခုခုဆိုရင်ငါတို့လာပြောအကူညီလို့လာပြောစသဖြင့်ပြောကြလိမ့်မယ်ဒါပေမဲ့ကိုယ်လည်းတကယ်ဒုက္ခရောက်ပြီးတော့အကူညီလဲလို့ရောခုနပြောထားတဲ့သူတွေကစက်ပြောင်းငက်ပြောင်းပြောက်ကုန်ကြတာတချို့တွေကလည်းကိုယ်ကိုချစ်တယ်လို့အမြဲတမ်းပြောနေပြီးတော့တကယ်တမ်းသူတို့လုံနေတာတွေကကိုယ်အမြဲတမ်းစိတ်ဆင်း င်းရလုံနေတာကိုယ့်ရဲ့ခံစားချက်တွေကိုဥပိ္ပကပြုတ်ပြီးတော့ကိုယ့်ရှိရဲ့လူတော်သဘောမထားပဲနဲ့သူတို့အကြောင်းပဲအမြဲအရေးတူလုပ်ပြီးတော့ပြောနေတာကိုယ့်လိုအပ်မှလာပြီးတော့အတုံးချတာလူပြက်လူရှင်တော်တယောက်လုံးမြင်တာစသဖြင့်အများကြီးပေါ့နော်ပြောတာတော့ကိုယ့်ချစ်တယ်လို့ပြောနေတာပဲဒါပေမဲ့ကိုကချစ်တယ်ဆိုတဲ့အရာကိုမခံစားရအောင်ကိုသူတို့ပေါ့ကောင်းမင်းနေတဲ့အချိန်သူတို့ဂယူဆိုင်ပြီးနေတဲ့အချိန်မှာတော့သူတို့ကိုယ့်အနာမှာချိန်နေကြမှာပဲဒါပေမဲ့ကိုလည်းတကယ်ဒုက္ခရောက်ရောသူတို့ရဲ့လူဝင်စနာတွေကိုမဖြည့်ဆည်းပေးနိုင်တဲ့အချိန်ကြတော့ကိုကိုတစ်ချိန်ကျရင်ခြားသွားမဲ့သူတွေတကယ်တော့ ကိုအဲ့လိုအောင်းကြနေတဲ့အချိန်ကိုဒုက္ခရောက်နေတဲ့အချိန်မှာတကယ်အနာမရှိနေပြနေတဲ့သူတွေကကိုဘဝအတွက်တကယ်အရေးပါတဲ့သူတွေကိုရဖြစ်တည်မှုကိုလက်ခံပေးတဲ့သူတွေအဲ့တော့လူတယောက်ကိုဘကောင်းမကောင်းဆိုတာကိုဒုက္ခရောက်တဲ့အချိန်မှာသိတာဖြစ်တာကိုယ်တိုင်လည်းအဲ့လို sugar coat လောက်တက်တဲ့သူမျိုးမဟုတ်ဘူး um ပြီးရင်ကိုစီကိုရယူကျင်တဲ့စိတ်တစ်ခုတည်းနဲ့လာတဲ့သူတွေဆိုရင်လည်း I will let them be in my life. သူတို့ကတစ်ချိန်ကျရင်ကိုဒုက္ခရရင်ထားသွားမဲ့သူတွေကြီးပဲ။ဒါကြောင့်မလို့ပြန်လာပြောတာ လူတိုင်းသူတို့ပြောတဲ့စကားတွေကိုဖင်နာမယုံဘူးသူတို့ရဲ့ actions တွေသူတို့အပြုတ်အမှုတွေအမှုရာတွေကိုပဲဖင်နာကြည့်ပြီးတော့ဆုံးဖြတ်တာပြင်တချို့ရှိသေးတယ် RS ရှိတဲ့သူတွေပေါ့နော် relationship ရှိတဲ့သူတွေအဲ့တော့อืมသူငေါ့တကယ်ချစ်လားသိချင်လိုက်တာသူတကယ်ချစ်ယူသိရမှာပေါ့အချစ်ခံရတယ်ဆိုတာဘယ်လိုလဲဆိုတာသိတယ်မလားကိုသူများကိုချစ်နေတော့ရောသူတို့စိတ်ချမ်းသာဖို့သူတို့လိုချင်တာရဖို့ကိုပါရီဖြည့်စီခဲ့လေသူတို့အတွက်ပါရီလုပ်ပေးခဲ့လေသူတို့ဘယ်လိုယူဆိုင်ပေးခဲ့လဲ ကိုလူတရားကိုချစ်နေတော့ကိုကဘလို့လဲအဲ့လိုပဲလေကိုကရင်ဆိုင်ပေးသလိုကိုကရင်ဆိုင်ပြန်ခံရလားဒါဆိုရင်တော့အချစ်ခံရတာပေါ့ကရင်ဆိုင်ပြန်မခံရအောင်ဆိုရင်တော့အချစ်မခံရအောင်ပေါ့ဒီလောက်ရုပ်ရှင်နေတဲ့အရာဘာလို့ I wonder if he loves me if he loves you you would know girl ဖင်နာဆိုရင်ဖင်နာလူတယောက်ကိုတကယ်သဘောကျတယ်ချစ်ပြီဆိုရင်ပစံနဲ့ပဲပြောမနေဘူးတကယ်အလုံးနဲ့တည့်တည့်ပြမှာဖင်နာနဲ့တိတ်ပြောမရင်းနှီးသေးတဲ့သူတွေဆိုရင်ဖင်နာကိုခင်မမကောင်းလို့ချင်ပါ တကယ်တော့မဟုတ်ဘူးဖီနာလူတယောက်ကိုတကယ်ခင်သွားပြီးတကယ်သဘောကျသွားပြီးဆိုရင်စိတ်ရင်နဲ့ပေါင်းတယ်စိတ်ရင်နဲ့ကူညီပေးတယ်ဒါပေမဲ့အဲ့ဒါဟာကိုအတုံးချပြီးတော့အခွင့်အရေးယူပြီးတော့ကိုကူညီတာကိုပေါပေါတန်တန်ပဲသဘောထားတယ်အလေးလည်းမချဘူးကိုအလှဲ့ကြရင်တော့ပြန်ပြောမကူညီပေးတတ်တဲ့သူဆိုရင်တော့နှာအများဆုံးတစ်ခါလောက်ပဲသိခဲ့မယ်သူတို့ကလုံလုံရလို့လုံနေရဥပမာဖီနာတယောက်ကိုကူညီပေးလိုက်တယ်ဆိုပါစို့ပထမတစ်ခါတော့သူက ကျေးဇူးတင်ပါတယ်လည်းမပြောဘူးကိုကိုကူညီပေးတာကိုကျေးဇူးတင်ရကောင်းမှလည်းမသိဘူးအဲ့တော့နှစ်ခါမြောက်ဆိုလည်းအဲ့ဒီတိုင်းပဲကိုရကူညီပေးလိုက်တာပဲဟန်ကျေးဇူးပါဆိုတဲ့စကားလေးတောင်ပြောဖို့မရဘူးကျေးဇူးတင်ခံကျင်တာတော့မဟုတ်ဘူးဒါပေမဲ့ဒါကလူချင်းဝဟုတ်တယ်မလားကိုတရားရောက်ကကူညီပေးပြီဆိုရင်ကိုကကျေးဇူးတင်ပါတယ်လို့တော့ပြန်ပြောတတ်ရမယ်လေအဲ့တော့ ကျေးဇူးတင်ကြောင်းတော့ပြောဖို့မရအောင်ဆိုရင်တော့သုံးကမြောက်မှာ I won't help them သူတို့ကူညီတော့မှာမဟုတ်ဘူးအဲ့တော့ကိုကဒီ friendship တစ်ခုမှာပေါ့နော်ကိုကပဲကူညီပေးရတဲ့သူဖြစ်နေတဲ့ကိုကြတော့ပြန်ကူညီပေးဖို့အတွက်သူကတွန်းဆောက်နေကြတယ်ကူညီရမယ့်အချိန်မှာကြက်ပြောင်ငှက်ပြောင်ပျောက်နေကြတယ်ဆိုရင်တော့ကိုကတစ်ဖက်တငယ်ချင်းဖြစ်နေတာသူကကိုတငယ်ချင်းလို့တော့မြင်မှာမဟုတ်ဘူးဖင်နာပြောနေကြတိုင်းပဲပေါ့နော် they see you as a clown ဲ့တော့သူတို့ကအရှိမတော့อืมသူငါတို့ပေါ့ကောင်းလိုက်တာပါညာပြောနေပေမဲ့နောက်ွယ်မှာတော့တခြားသူနဲ့အတင်းတုံတုံနေမှာဟမ်သူရငါတို့ပြောလိုက်ရပါတယ်အမြဲတမ်းကူညီပေးမှာပါငါတို့လက်ခုပ်ကြရေးပါဆိုပြီးတော့အဲ့လိုအတင်းတုံနေမှာအဲ့တော့ကူညီเนาะ ထိုင်မဲ့တစ်ခုဝန်နေစရာကောင်းတာကကျွန်တော်တို့ပတ်ဝန်းကျင်မှာတော်တော်များမြင်နေရတာကကိုကကိုတငယ်ချင်း group နဲ့ fit ဖြစ်ဖို့အတွက်ကိုကိုကို sacrifice လုပ်အနေနာရီခံပြီးတော့သူတို့စိတ်ချမ်းသာဖို့အတွက်ပဲ people pleaser line လုပ်ပေးနေရတဲ့သူတွေရှိတယ်။ဘာလို့လဲဆိုတော့ကိုတငယ်ချင်းတွေကိုအမြင်မကြည့်တော့ရင်တယောက်တည်းဖြစ်သွားမှာဆိုးလို့ဆိုပြီးတော့ ဘာဖြစ်တော့လဲဘာဖြစ်လဲအခုလိုပြောလိုက်ရင်တော့တကူကောင်းနည်းနည်းဆန်သွားမယ်ချင်းတယ်ဘာလို့လဲဆိုတော့ Fina ကဒီတငယ်ချင်းချုပ်တော်ပုံတွေ relationship အရှုပ်တော်ပုံတွေနဲ့တက်နိုင်ဆုံးကင်းအောင်နေတတ်တဲ့သူအဲ့တော့အနားမှာရှိတဲ့သူတွေနဲ့အဆင်ပြေအောင်စကားပြောဆိုဆက်ဆံနေဒါပေမဲ့အရင် attachment မထားဘူးတငယ်ချင်းတွေမပါလို့ဟိုနေရာလည်းမသွားရဲဟိုကလည်းမလုပ်ရဲတယောက်တည်းအထီးကျန်နေရဲဆိုတဲ့ခံစားချက်မျိုးတော့ Fina အမှန်တမ်းပြောရရင်တော့အဲ့လိုမျိုးမရှိခဲ့ဘူးငငယ်လေးကအရင်ကောင်းမှရဲလို့ပဲပြောရမလားဒါမှမဟုတ်ကိုရှင်တန်လာတဲ့ experience ပုံမူတီမလားတော့မတူဘူးပြင်တာကစိတ်ကတော်တော်အကြမ်းခံနေရပါတယ်အဲ့တော့ကွာဟိုကိုတငယ်ချင်းတွေနဲ့အဆင်ပြေဖို့အတွက်ကိုကိုအနစ်နာခံပြီးတော့ကိုပုံစံအမှန်ကိုဖုံးထားပြီးတော့သူများတွေစိတ်ချမ်းသာဖို့အတွက်ပဲလိုက်ပြီးတော့ people pleaser လုပ်ပြီးနေတဲ့သူတွေမြင်လေတကယ်စိတ်မကောင်းဖြစ်မိရတော့အမှန်ပဲပြင်တာဖြစ်စေချင်တာကွာသူကောင်းတယ်လို့ပဲသူ့ပုံသူ့တငယ်ချင်းကပြန်ကောင်းတာလေးပဲဖြစ်စေချင်တာဒါမှမဟုတ် risk ယူပြီးတော့အခုလက်ရှိ တငယ်ချင်းတွေကိုစွန့်ခွာပြီးတော့တင်မလာကိုနဲ့ဆက်တူကိုတူတငယ်ချင်းအစ်စ်လေးတွေကိုပေါ်လေပြန်ကောင်းမင်းနိုင်တဲ့တငယ်ချင်းအစ်စ်လေးတွေအဲ့လိုမျိုးရရှိချင်တာအဲ့ဒီစိတ်ပဲရှိတယ်။ဒါမဲ့ပြင်နာတော့အပေါင်းတင်အလောက်မမတ်ဘူးလို့ပြောလို့ရတယ်။ပြင်နာတနေရာသွားမယ်ဆိုရင်တယောက်ထဲဆိုလည်းသွားရဲတယ်။တစ်ခုလုံးမယ်ဆိုရင်တယောက်ထဲဆိုလည်းလုပ်ရဲတယ်။ဒါပေမဲ့အဲ့လိုဘဝမှာအောင်မြင်မှုရဖို့အတွက်ကကြတော့ connection တော့ရှိရမှာပေါ့နော်တယောက်တည်း you shine alone တယောက်တည်းတောက်ပနေလို့မရဘူးအဲ loser ကဒီ community အတိုင်းဝိုင်းနဲ့နေရတယ်ပေါ့အဲ့တော့ဒီကိုယ့်ရဲ့ career အတွက်အထောက်ပံ့ပေးနိုင်မဲ့သူတွေဆိုရင်တော့ of you နာသူတို့ ਨੇ တိတိကျကျလေးအပေါင်းတက်လုပ်တယ်ကိုယ့်ရဲ့ community network ကကျယ်ပြန့်လာလေလေသူများရဲ့အတွေ့အကြုံတွေဘူးတူတာတွေကိုကိုကလေးလာရင်ねကိုယ့်ရဲ့ career မှာလည်းပိုပြောင်းအမြင်လာမှာပေါ့တယောက်တည်းစူးစမ်းနေရထက်ဆိုင်တကယ်ချင်းပေါင်းတင်ကအရေးကြီးရတော့မှန်တယ်ဒါပေမဲ့ကိုပေါင်းတင်နေတဲ့အပေါင်းတင်တွေကကိုယ့်ရဲ့ energy ကိုယ့်ရဲ့အချိန်တွေကို drain လုပ်မဲ့သူတွေဆိုရင်တော့ဒါ တခြားအဖြစ်နေစဉ်းစားဖို့လိုလာပြီရှင်းရှင်းလေးပဲကွာကိုကိုတကယ်ကယူဆိုင်တဲ့သူကိုကိုတကယ်တငယ်ချင်းအဖြစ်သတ်မှတ်တဲ့သူဆိုရင်ကိုဘရောမနီကလတ်လုံးမှာမဟုတ်ဘူးအပြစ်ခါပြူတာမှာမဟုတ်ဘူးကိုဒုက္ခရောက်နေလေသူကကုညီပေးဖို့အစဉ်သင်ရှိနေမှာပြီးတော့အပေါင်းအသင်းမဲ့လို့ရတယ်ဒါပေမဲ့အပေါင်းအသင်းကိုဂျပန်နံဖြစ်နေတာမျိုးတော့မကောင်းဘူးတကယ်မလားတငယ်ဟိုနေရာသွားလဲတငယ်ချင်းပါမှာတယောက်တည်းဆိုမသွားရဲဘူးအဲဒါဆိုရင်လည်းတငယ်ချင်းနဲ့အတူတူမှာတယောက်တည်းဆိုမလုပ်ရဲဘူးအဲဒါဆိုရင်တော့ဒါကတငယ်ချင်းတို့ကိုမိခိုတာဖြစ်သွားပြီ ဖနာဂျီနီယာမှာအဓိကပြောချင်တာကကို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 ယူဆိုင်ပါသူများတွေကိုအမြဲတမ်းစိတ်ချမ်းသာအောင်လိုက်လုပ်ပေးနေမဲ့အစားကိုကိုကိုစိတ်ချမ်းသာအောင်အဓိကထားပါကိုကိုကိုဦးစားပေးပါကျမောင်နေမယ်အလုပ်တွေစူးစမ်းမယ်ဆိုတော့ကိုကအလုပ်များနေတဲ့သူဆိုရင်အဲ့လိုမျိုးဒီတင်မလား relationship friendship ပါညာအဲ့လိုအရှုပ်တော်ပုံတွေကိုတိတ်ပြောမကြွေးပြတော့ကွာဖင်နာအတွေ့အကြုံရဆိုရင်တော့အဲ့တော့ကို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 ယူဆကြကွာကိုပျော်ရွှင်မှုကိုပဲကိုဦးစားပေးကိုစိတ်ချမ်းသာတာကိုပဲကိုလုပ်ဒီနေ့ဗီဒီယိုမှာအဲ့ဒီ message လေးရသွားရင်ကျေနပ်တယ် ကဲဟုတ်ပါပြီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကြွအကျိုးများရှိမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လာနေတဲ့ပြောတွေ့ကြပါမယ် Anyway I hope you have a wonderful rest of your day and I'm going to see you in my next video bye bye